ာရောင်းတာတော့ကျွန်တော်စပွင့်တာနဲ့ဆိုတော့တစ်နှစ်လောက်တော့ရှိပြီပေါ့အရင်ကတော့ကုမ္ပဏီလုပ်ငန်းပဲပေါ့ကျွန်တော်အဲကုမ္ပဏီလုပ်ငန်းနဲ့အပြင်ကိုပိုင်လုပ်ငန်းနဲ့ကြတော့ွာတာပေါ့နော်ကိုစူးစမ်းရင်တော့စူးစမ်းတလောက်ရတယ်ကိုပိုင်လုပ်ငန်းကတော့ဟုတ်ကဲ့အဲကျွန်တော်ကတော့ထမင်းကြော်ထမင်းစီစံထမင်းပြူလည်းဖတ်ထမင်းလေးတွေပေါ့တရတရကိုရောင်းတော့ကျွန်တော်2သိန်းကျော်3သိန်းလောက်တော့ပြေးတာပေါ့ဟာဘယ်ချိန်ကြီးလဲဆိုတော့ကျွန်တော်အဲ့ဥစားပေါ့9နာရီလောက်စံကိုအစုံမဲအကုန်လုံးတော့ခင်းပြီးသားဖြစ်သွားတာပေါ့ မင်းကျော်ဈေးဆိုလဲကျွန်တော်အများကြီးမိူတာဘောအရန်ရန်ဆိုရင်အရန်နှမျိုးပါတယ်သွေးမြုံငံမြားရေးပါတယ်ချင်းဟင်းပါတယ်အဲ့ဒါမှတပွဲမှာ2000တဲပဲအตาဟင်းလေးတွေကကိုသုံးဆောင်ကျင်တော့သုံးဆောင်လို့ရတယ်လူငယ်တွေလည်းကျွန်တော်ပြောချင်ပါတယ်ဟုတ်သဘောနော်ကိုကိုပိုင်လုပ်ငန်းလေးကိုပဲပို့ပြီးတော့ဦးစားပေးပြီးလှုပ်စေချင်ပါတယ်ဟုတ် ြစ်ကြတဲ့ရှိတယ်ဗျ။ဒါလေးကငချောက်ပုတ်လေးပါ။ဟုတ်ပကြော်လေးနဲ့ငချောက်လေးနဲ့အဲကျွန်တော်ကတော့သမင်းကြော်သမင်းစီစံသမင်းပြူလက်ဖက်သမင်းလေးတွေပေါ့အဲယင်းနေ့ကတော့ဆုံးမဲ့ဒါတော့ကျွန်တော်အမြင့်သေးလေးရှိမယ်ငဖယ်ရှိမယ်ဝက်သားရှိမယ်ကြက်ပောင်ရှိမယ်ကြက်ဥကြောင်ရှိမယ်အမဲကြော်ရှိမယ်ငချောက်ဖုတ်လေးတွေလည်းရှိတယ်ပေါ့ဟုတ်ရောင်းအတွက်ဆုံးကတော့ကျွန်တော်အဲ့အမြင့်သေးရှိမယ်ကြက်ပောင်ရှိမယ်ပေါ့အမဲကြော်လေးဆိုလည်းအဲ့တော့တစ်ခါလေးကြားလို့ရှင်လည်းရောင်းတော့တော့တွက်တယ်တပွဲကိုကျွန်တော်တို့အဲ့ကြက်ပောင်လေးဆိုတရုံးမှ3000နဲ့ပေါ့ တဲတရက်ကိုရောင်းရတော့ကျွန်တော်2သိန်းကျော်3သိန်းလောက်တော့ပြေးတာပေါ့ဟာဘယ်ချိန်ထိလဲဆိုတော့ကျွန်တော်အဲ့ရောဆိုတော့ခုနှစ်နာရီလောက်စဉ်ကိုအစုံမဲအကုန်လုံးတော့ခင်းပြီးသားဖြစ်သွားတာပေါ့အဲကျွန်တော်မနော်ရမန်မို့မြို့တော်ညာဈေးမှာရှိတယ်ဗျ62လမ်း40 41မှာပေါ့တမင်းကျော်ဈေးဆိုလဲကျွန်တော်အများကြီးမိူတာပေါ့အရန်ရန်ဆိုရင်အရန်မျိုးပါတယ်သွမျိုးငံမြားရေးပါတယ်ချင်းဟင်းပါတယ်အဲ့ဒါမှတပွဲမှာ2000နဲ့ပဲအသားဟင်းလေးတွေကကို3000ကျင်တော့3000လို့ရတာတတော့မှာပေါ့နော်အဲ့လိုမျိုးလေးဗျာ မှာရောင်းတာတော့ကျွန်တော်စောက်ပွင့်တာနဲ့ဆိုတော့တစ်နှစ်လောက်တော့ရှိပြီပေါ့။အရင်ကတော့ကုမ္ပဏီလုပ်ငန်းပဲပေါ့။ကျွန်တော်အဲကုမ္ပဏီလုပ်ငန်းနဲ့အပြင်ကိုပိုင်လုပ်ငန်းနဲ့ကြာတော့ပွာတာပေါ့နော်။ကိုစူးစမ်းတော့စူးစမ်းတဲ့လောက်ရတယ်။ကိုပိုင်လုပ်ငန်းကတော့ဟုတ်ကဲ့။ကုမ္ပဏီလုပ်ငန်းကတော့စူးစမ်းပြီမဲ့လေ။ရန်ကြီးတော့အဖမဖြစ်တဲ့ပုံစံတော့ပေါက်တာပေါ့။ကုမ္ပဏီမှာလည်းကျွန်တော်လုပ်ခဲ့တာကြာ9နှစ်10နှစ်လောက်တော့ရှိပြီ။ကျွန်တော်လည်းပထမအစတော့နော်ကိုပိုင်အဲကုမ္ပဏီလုပ်ငန်းလုပ်တော့ကတော့ကိုပိုင်လုပ်ငန်းလုပ်ဖို့တော့ကိုတော့ဖောက်ဖို့တော့ကအရင်ခက်ခဲတာပေါ့။ ဟိုကိုကဒီဟာဖွင့်လိုက်လို့အဆင်ပြေပါမလားဗာညာဆိုရှိတာပေါ့နော်အဲ့လိုမျိုးဒါမဲ့စဉ်းစားတယ်အဲ့ဘောကိုပိုင်လုပ်ငန်းစပြီးမှတည်ထောင်တဲ့အချိန်မှာကျွန်တော်စပွဲလေးသလုံးနဲ့ပဲကျွန်တော်စဖွင့်ခဲ့စပွဲလေးသလုံးနဲ့ပဲဒါအထီးတော်မရှိသေးဘူးအထီးတော်မှသူများစီကနေမှငါငါပြီးတော့မှဖွင့်လိုက်တာဖွင့်ရနေမှာဖြည်းဖြည်းချင်းစီရောင်းရတာကြီးကတက်လာပြီးမှအဆင်ပြေသွားတာပေါ့အဲ့ကြောင့်လဲကျွန်တော်တော့ကုမ္ပဏီလုပ်ငန်းထက်ကိုကိုပိုင်လုပ်ငန်းလေးတော့ပို့ပြီးဦးစားပေးခြင်းတယ်လို့ကျွန်တော်အကြံပြုခြင်းတယ်ပဲ ။တခါလေကြာလို့ရှင်ကျွန်တော် ရောင်းအားတခါလေကြာရင်ဟိုလိုပေါ့နော်ရောင်းပါသွားတဲ့ရက်တွေဆိုရင်သူက8000 8000လောက်ထိကိုရောက်သွားတယ်။ဒါပေမဲ့ကျွန်တော်ဇွဲမလျှော့ဘူး။ဇွဲမလျှော့ပဲနဲ့ကျွန်တော်ကိုစူးစမ်းပြီးမှကျွန်တော်လုပ်ခဲ့တာပေါ့။ဟုတ်အဲ့ချိန်မှာတပြေးပြေးချင်းစီရောင်းအား8000 8000တသိန်း2သိန်း3သိန်းထိတက်သွားတာပေါ့။အဲကျွန်တော်လိုချင်တဲ့ target ကတော့မရောက်သေးဘူးပေါ့။ဟုတ်ကျွန်တော်တော့ထပ်ပြီးစူးစမ်းနေရသေးရပါပေါ့။ပြောကျွန်တော်အဲ့ဒီဖြည့်ချင်တာတွေကကျွန်တော်ဟင်းလျာတွေဆိုလဲအများကြီးပဲလုပ်ချင်တယ်ပြောကြနောက်ထပ်ဆိုင်တွေလည်းပွင့်မှုအတွက်တွေလည်းကျွန်တော်စူးစမ်းချင်တာပေါ့ ။ဟုတ်ကဲ့ကျွန်တော်အဲဒီထမင်းကြော်ဆိုင်လေးကတော့မနော်ရမန်မြို့တော်ညာစီရဲ့အပြင်ဘက်မှာလေးကျွန်တော်ဖွင့်ထားပါတယ်ဗျ။အဲဒီကာလမဘုံမှာဆိုလဲမိန်လမ်းမနေမှာကြီးသွားလိုက်လို့ရှင်လဲမြင်ရပါတယ်။ဘလင်းထမင်းကြော်ဆိုင်လေးပေါ့။ဟုတ်လူငယ်တွေလည်းကျွန်တော်ပြောချင်ပါတယ်။ဟုတ်စားပေါ့နော်ကိုကိုပိုင်လုပ်ငန်းလေးကိုပဲကျူပို့ပြီးတော့ဦးစားပေးပြီးလုပ်စေချင်ပါတယ်။ဟုတ်